ရေကူးနေရင်ကြွက်တတ်တယ်ဆိုတာဖြစ်တတ်တဲ့ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ကြွက်တတ်လို့မသိပေမဲ့ကြွက်သားကြီးလှုပ်မရတာကြောင့်ခက်မသိရင်ရေနစ်ပြီးအသက်ဆုံးရှုံးတတ်ပါတယ်။ဒါကြောင့်မတော်ဆများရေကူးရင်ကြွက်တတ်လာခဲ့ရင်အသက်အန္တရာယ်မထိခိုက်အောင်ဘာကြီးလှုပ်တင်တယ်ဆိုတာကိုကျွန်တော်ဒီဗီယိုလေးမှာပြပြပေးသွားမှာပါ။ကျွန်တော်ကတော့ AN Channel မှာကျမ္မာရေးဘူးတရားတွေအမြဲတမ်းတင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်။ရုပ်ဗီယိုလေးကိုစလိုက်အောင်နော်။ ရေဆုံးရေကွင်းကြက်တက်တက်တဲ့အကြောင်းရင်းတွေကိုပြပြပေးသွားပါမယ်။အဲတော့ပထမအကြောင်းရင်းကတော့ရေနဲ့တက်စားမလို့လောက်တာပဲဖြစ်ပါတယ်။ကြက်သားတွေကောင်းကောင်းကျုံဆက်နိုင်မှုအတွက်တတ်ထုတ်တက်တွေလိုအပ်ပါတယ်။အဲအထူးသဖြင့်နွေရာသီမှာဆိုရင်တော့ပို့လို့တာပေါ့နော်။အဲပူကလည်းပူရေနဲ့တက်စားတွေကလည်းဆုံးရှုံးနေပြီးတော့အဲ့အချိန်မှာအေးအောင်ဆိုပြီးတော့ရေဆင်းကူးလိုက်လို့ရှိရင်ပြဿနာတက်တက်ပါတယ်။အဲ့အချိန်မှာကြွက်တက်တက်ပါတယ်ပေါ့နော်။နောက်တစ်ခုကတော့ကြွက်သားတွေတောက်တင်းတာ။နောက်တစ်ခုကတော့အလွန်ကြုံရေကူးတာပေါ့။အဲ့နောက်တစ်ခုကတော့ရေထဲမှာကောင်းကောင်းအသားမကျသေးတာ။ နောက်တစ်ခုကတော့ရေကအေးလွန်းတာနောက်ချက်ကတော့မလိုအပ်ဖင်နဲ့အာကုန်သုံးပြီးကူးတာအဲ့ဒါတွေကြောင့်ရေကူးနေရင်ကြွတ်တက်တတ်ပါတယ်အဲ့တော့မတော်ဆရေကူးနေရင်မှကြွတ်တက်လာပဲဆိုလို့ရှင်တော့လောက်ရမှာတော့စေရေးထားပါအတင်းကာရောမကူးပါနဲ့သူအတင်းကူးလေးတွေကြွတ်သားတွေပို့ပြီးတော့တောက်တင်းလေးတွေပါပဲအပတ်ဝန်းကျင်ကိုအော်ခစ်ပြီးတော့အကူကြီးတောက်မှာကုန်းမော်ကိုကိုတက်နိုင်တော့စူးစားပြီးတော့ကူးကြည့်ပါစိတ်ချရတဲ့နေရာရောက်ပြီဆိုရင်တော့တောက်တင်းနေရကြွတာကိုဖြည်းဖြည်းချင်းနှိမ့်နေပေးပါပြီးရင်အကျော်လျှော်ပါ ပြီးရင်ရေနွေးအိတ်ဒါမှမဟုတ်ရှင်ရေခဲဝေလီကပ်ပေးပါပြီးရင်တော့ရေကြီးသွားတော့တက်စားရေတော့ပါပေါ့နော်အဲ့တော့သူများကြွက်တက်ပြီးတော့ရေနစ်နေရတွေ့တယ်ဆိုရှင်လည်းဘာလုပ်ပေးတင်လဲဆိုတော့အဲ့တော့ကိုရေကူးတက်ရင်တော့ဆင်းကယ်ပေးပါအဲ့လက်စားထဲမှာပန်းဝန်းကျင်ကိုကူညီတောင်းပါလူနာကုန်းပေါ်ကိုရောက်ပြီဆိုလို့ရှင်တော့သတိရလားရေနစ်ထားလားဆိုတာကိုစစ်ဆေးကြည့်ပါအဲ့သတိလစ်နေတဲ့နှလုံးလည်းမခုံတော့ဘူးဆိုရင်တော့အရေးပေါ်တက်ကင်ကြီးကိုစလုပ်ပေးပါအဲ့တာမန်နူတယောက်အနေနဲ့တော့တစ်မိနစ်ကိုအခါတရာလောက်ရင်မက်ဖိပြီးလုံလောက်ပါတယ် အဲသတိလဲရတယ်ဘာမှလည်းမဖြစ်ဘူးဆိုရင်တော့ကြွတက်တဲ့နေရာကိုစစ်စစ်ကြည့်လိုက်ပါကြွတက်နေတော့မဲဆိုလို့ရှိရင်တော့တောင်းတင်းနေတဲ့ကြွသားကိုဖြည်းဖြည်းချင်းနှိမ့်နေပေးပါပြီးရင်တော့အကျော်လျှော့ပါရေနွေးအိတ်ဒါမှမဟုတ်ရှင်ရေခဲဝေလီကိုကပ်ပေးပါပြီးရင်တော့တက်စားကြီးတိုက်ပေးပါဗောနော်အဲ့တော့ဒီလိုနီလန်းနေနေဆိုရင်ကြွတက်တာတက်တာသွားမှဖြစ်ပါတယ်အဲတက်တာသွားပြီဆိုပြီးတော့ပေါ့စားပြီးတော့နော်တက်တာသွားခြင်းရေပြန်မကူပါနဲ့ဟုတ်တရက်နှစ်ရက်လောက်တော့ကြွတက်ရဲ့အနားယူပြီးတော့မှပြန်ကူတော့ကောင်းပါလေ အဲ့တော့ရေကူးရင်းနဲ့ကြွတ်တက်တာကအခက်မသိရင်နေနိုင်ရည်ရှိတာဆိုတော့တက်နိုင်တယ်များကြွတ်မထအောင်ကာကွယ်ထားသင့်ပါတယ်ဒါကြောင့်မလို့ဘာလို့လှုပ်ထားသင့်လဲဆိုရင်ရေမကူးခင်မှာကြွတ်သားတွေကိုကြောလျှော့ပေးထားပါရေထဲရောက်ချင်းမှာစမကူးပါနဲ့ရေနဲ့အသားကြောင်ခဏလောက်တော့နေလိုက်ပါအောင်အဲကြွတ်သားရဲ့တင်းနေတဲ့ချိန်မှာအားနဲ့မကူးပါနဲ့ရေနဲ့လက်စားကိုလည်းလုံလောက်တော့တောက်ထားပေးပါအဲရေကြီးတဲ့ချက်ကလူရှင်းတဲ့နေရာမှာရေမကူးပါနဲ့မတော်စရေနစ်ခဲလို့ရှိရင်အော်ဟစ်အကူညီတော့မှုအဆင်ပြေတဲ့နေရာမှာပဲကူးပါ အဲ့တော့အခုကျွန်တော်ပြပြပေးရနေလိုက်နေဆိုလို့ရှင်ရေကူးရင်ကြွတက်ခဲ့တော့မှအသံအနေရောကာဝင်နေမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်ရတဲ့သူအနေနဲ့ရေကူးရင်ကြွတက်လာလို့ရှင်ဘာတွေလုပ်ရမလဲဆိုတဲ့နေလမ်းအနေနဲ့ကာဝေးရမယ့်နေလမ်းတွေကိုသိသွားကြမယ်လို့ပြောနေပါတယ်ဒီလိုဗီဒီယိုလေးတွေကိုအမြဲတည်းဆက်ပေးပါမလို့ကျွန်တော်တို့ရဲ့ AM channel လေးကိုအမြဲတမ်းစောင့်မျှော်အားပေးကြပါလို့ပြောနေတယ်ပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုကြီးအောင်ပြန်တွေ့ကြမယ်နော်